မောတတဘဂဝတော်အရဟတော်တမန်တံဘုဒတဒရဏနှစ်2569ခုနှစ်မြန်မာတက္ကရာ1388ခုနှစ်အတွက်မဟာသင်းညာစာဟောစရံကြီးနေဂျူအဖွဲ့စည်းတို့ရဲ့သဘောခရစ်နှစ်2025ခုနှစ်ဧပြီလ13ရက်1386ခုနှစ်နောက်တစ်ခုလဆုပ်တရက်နေ့တနင်္လာနေ့တည်မဟာတကြံအကျိုးနေ့ဖြစ်ပါတယ် ခရစ်နှစ်2025ခုနှစ်ဧပြီလ14ရက်1386ခုနှစ်နောက်တစ်ခုလဆုံး2ရက်တနင်္လာနေ့မြန်မာစံတော်ချိန်နနက်6:38မိနစ်20တဆက်ကအချိန်တွင်မဟာတကြံကြာ၏ခရစ်နှစ်2025ခုနှစ်ဧပြီလ15ရက်1386ခုနှစ်နောက်တစ်ခုလဆုံး3ရက်အင်္ဂါနေ့ဟာမဟာတကြံအကြရဖြစ်ပါတယ်ခရစ်နှစ်2025ခုနှစ်ဧပြီလ16ရက် 1386ခုနှစ်နှောင်းတကူလဆုပ်၄ရက်ဗုဒ္ဓဖူးနေ့မြန်မာစံတော်ချိန်နနက်10:24မိနစ်၄စက္ကန့်အချိန်တွင်မဟာသင်းညာတက်၏ထို့ကြောင့်19ရက်၄လ2025ခုနှစ်ကြာစာပတိနေ့နှောင်းတကူလဇန်5ရက်နေ့ဟာနှစ်စန်းတရက်နေ့ဖြစ်ပြီးထိုနှစ်အား1386ခုနှစ်ဟုခေါ်တွင်ဇေယျ1386ခုနှစ်တွင်အတာအစားသောနေ့မှာဗုဒ္ဓဖူးနေ့ဖြစ်ပြီး တနင်္လာသာသမီများပုတ်ဤဤကမဟာတရားဟောသည်1389ခုနှစ်အတွင်းလူအများပြုလုပ်စေလိုသည်ကမဟာတရားကြပြီးနောက်ရက်တော့မဟုတ်နှစ်စန်းတရက်နေမှာဥကောင်စီရင်ပြုလုပ်ရတဲ့မင်္ဂလာအခါယူလို့စီပါ၏ပုံမှန်ဆိုရင်တော့ဆရာတို့အဲမဟာတရားကြပြီး24မိနစ်နဲ့ဒီမှာဆို40ကန့်ကြာရင်ဥကောင်စီရင်ပြုလို့လို့ရှိရင်ကံကောင်းစေပါတယ် တို့တော့ဆရာမိတ်ဆွေများရွေးရလွယ်အောင်နဲ့နှစ်ရက်အစပထမရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့ကိုဆရာကတော့ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာဒါကြောင့်ဥပေါင်းစည်းစိမ်လို့ပါတယ်ခင်ဗျာဥပေါင်းစည်းရခြင်းအကျိုးမှာနံပါတ်1အနာရောဂါကင်းရှင်းခြင်းနံပါတ်2အဆိုးများကိုဖြေဖျောက်ခြင်း နံပါတ်3ဂျိုဆိုးများနဲ့ပါပါဂျူအမြန်များကိုဖယ်ရှားနိုင်ခြင်းနံပါတ်4တမာဒီဝနှကောင်းနှမြများဤမာဆာဆောက်ရှောက်ခြင်းနံပါတ်5လိုယာတောင်းစုပြေဝခြင်းစသောကောင်းကျိုးချမ်းသာများကို ရရှိစေသောမင်္ဂလာအခါဖြစ်၏ထို့ကြောင့်ရှင့်မြန်မာဘုရင်များသည့်ဥကောင်းစီခြင်းမင်္ဂလာပြုလုပ်ကြောင်းကိုလည်းတမိုင်းမှာအထင်ရှားတွေ့နိုင်ပါသည် ရှေ့ဆရာကြီးများရဲ့အစိုးအမိန်များအရာမှာလဲတာရကများစွာချီကျောင်းပြောပြလိုပါတယ်ခင်ဗျာဒါကြောင့်မိဘမိတ်ဆွေများအနေနဲ့ဥကောင်းစေခြင်းမင်္ဂလာပြုလုပ်ရန်ဆရာအနေနဲ့အကြံပြုလိုပြီးနှစ် S ရဲ့အစရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့နနက်9:00နာရီမှနေ့လယ်7:00 34မိနစ်အတွင်းမှာ PC အောင်ဆောင်ရွက်စီလိုပါတယ်ခင်ဗျာဥကောင်းစေခြင်းဆိုတဲ့ဒီမှာငွေဖလားတဲ့ကိုဥကောင်းစေသည့်အခါငွေဖလားတဲ့ကို တယောနှင့်နန္တာယီများယောဆက်ကယဒနာသုံးပါးကိုအာယုံပြု၍အနန္တောနန္ဒငါးပါးကိုဥထိတ်တည်ရှင်ကိုပြီးတော့တောင်းစုပြုပြီးတဲ့အခါမှာဥပေါင်းဆေးရပါတယ်။ထိုနေ့ဟာနှစ်တနှစ်ရဲ့အစပထမရက်တရက်ဖြစ်သဖြင့်မိတ်ဆွေတို့၏လောဘဒေါသမောဟများကိုထိမ့်ချုပ်၍မေတ္တာဘာဝနာတရားစီဖျံခြင်းပေးကမ်းစွန့်ကြဲခြင်းနဲ့မိမိတို့နိုင်ရာသီလစောင့်တည်ခြင်းများကိုပြုလုပ်စီလိုပါတယ်ခင်ဗျာ။ အစာကောင်းမှအနောက်သေးကြမည်ဆိုတဲ့ဆိုရိုးရှိတဲ့အတိုင်းထိုနှစ်ဟာနှစ်တစ်နှစ်ရဲ့အစနှစ်ဆန်းတရက်နေ့ဖြစ်သဖြင့်ထိုနှစ်မှာထိုနှစ်မှာနှစ်ဆန်းတရက်တရက်ထဲမှာအထူးသဖြင့်မိတ်ဆွေတို့ထိခိုက်ရန်စကားများခြင်းအမှုကိစ္စများယုံကလနာဆိုင်ရာကိစ္စအဝါဝါတို့ကိုဖြည့်ချင်းချင်းဆောင်ရွက်ခြင်းပြုလုပ်ရန်မတင့်မဲနဲ့ထိုနှစ်ကိုထိုရာတွေမပြုလုပ်စီဖို့သူအထူးဂရုစိုက်စင်ခြင်းဇီလိုပါဤ ထို့ပြင်ထိုနေ့မှာဥပုပ်တိလာစောက်တည်ခြင်းပေးကမ်းဝေမြဒါနပြုခြင်းကောင်းသောမင်္ဂလာစကားများကိုနမိတ်ဆောင်ပြောဆိုခြင်းများပြုလုပ်ကြပါကုန်ပါလူကြီးမိဘဆရာသမားများကျေးဇူးရှိသူများအသက်ကြီးရွယ်အိုများနှင့်လူကြီးမိဘဆရာသခင်တို့အားငါပါသောတည်ခြင်းဖြင့်ယိုကျိုးကြော့လက်အုပ်မွေးချင်ကိုကာဝရာပြုခြင်းအလို့ငါမင်္ဂလာတရားတော်နဲ့လည်းညီပါပေတယ်ခမရတည်ခြင်း၅ပါးဆိုတာရှင်းလန်းနှစ်ဘူးတထောင်ဒူးကိုထိပ်ပြီးတော့ ဥခိုက်စေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာထိုသူလူနဲ့မြမအရိယာပုဂ္ဂိုလ်သူတော်စင်တို့ရဲ့ဆောင်မကြီးချူစောင့်ရှောက်ခြင်းခံရတတ်ပါတယ်ခင်ဗျာမိဘဆရာသမားတို့ရွှီချီကျူးထောပနာဆူတောင်းမြတ်တာပြုခြင်းကိုရရှိနိုင်သဖြင့်ထိုနှစ်ဟာထိုသူပြုလုပ်သူအတွက်အဘယ်မှာအဆိုးရှိနိုင်ပါလဲဤကားနှစ်တစ်နှစ်ရဲ့နှစ်ပူအခါသမယ၌တနှစ်မှာတစ်ကြိမ်သာပြုလုပ်လို့ရသောမင်္ဂလာဖြစ်ပြီးဒုက္ခိဒုက္ခမင်္ဂလာကောင်းကျိုးအပြားပြားနှင့် ပြည့်စုံစေလိုကြောင်းဆရာကတတ်တည်သူပြောပြလိုက်ပါတယ်ခင်ဗျာဆရာငယ်ဖြစ်ပါတယ်ခင်ဗျာထပ်မံပြီးတော့ဆရာက1388ခုနှစ်အတွက်မြမဒီဂျိုအဖွဲ့အစည်းသဘောနဲ့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဂျိုအဖွဲ့အစည်းတွေကိုရွတ်ဖတ်ဟောကြားတဲ့အခါမှာဂျိုကြီးများရဲ့သဘောများဟာရှေ့ဆရာကြီးများရဲ့နီးနာအတိုင်းကိုယူဆထားတာဖြစ်ပါတယ်ခင်ဗျာတချို့ဂျိုနေရာအထားသူအလွဲအမှားလေးရှိခဲ့ပါက ဆရာရဲ့စေတနာအပြစ်သာဖြစ်ပါစေတော့မပြေတော့ဦးဘောင်ခတ်တယ်လို့မှတ်ပြီးဇီလိုပါတယ်ခင်ဗျာ1389ခုနှစ်အတွက်မြန်မာပြည်ဂျူအပွဲစီနေ့နေ့အရှင်ဂျူခုနှစ်လုံးထဲတွင်1389ခုအုပ်ဆိုးသောဂျူများမှာဗုဒ္ဓဘူးဂျူကနနီယာတနင်္ဂနွေဂျူက3နေရာနဲ့အင်္ဂါဂျူတောက်ကြဂျူစနေဂျူတို့အတီးပြီးပါဝင်လာကြပါတယ်ခင်ဗျာ သူကြသည်ကဒီနှစ်မှာဂျာစာပရိချူမပါဝင်လာပါဘူးဂျာစာပရိချူမပါဝင်လာတဲ့အတွက်ပညာရေးဆိုင်ရာကိစ္စရပ်မှာတိုးတက်နိုင်စရာတော့မရှိပါဘူးထို့တူ၎င်းချူမပါဝင်လာခြင်းကြောင့်ပညာရေးဆိုင်ရာလုပ်ငန်းများဘဏ်လုပ်ငန်းများဘာသာစကားသင်တန်းနဲ့ပတ်သက်သောအရာများလူမျိုးရေးဆိုင်ရာကိစ္စများအားနည်းစေတတ်သောနှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာခုနှစ်မှာပဲ ပဲပြောင်းနှံအဆရှိသောခြံထွက်တွေတွင်းထွက်ပစ္စည်းတွေခြံထွက်လေယာထွက်ပုံတွေဈေးကောင်းတက်ပါတယ်ခင်ဗျာမီးဘေးတကိုဘေးမုန်တိုင်းဘေးမိုးလေရာသီဥတုမှန်မှန်ချင်းဘေးအဆရှိသောအရာများကြောင့်စိုက်ပျိုးသီးနှံများရှားတက်ပါတယ်ခင်ဗျာလက်မှုလုပ်ငန်းများအိမ်တွင်းမှုလုပ်ငန်းများဘာသာရေးဆိုင်ရာကိုးကွယ်ယုံကြည်မှုများလောကီပညာရများပုံမူကျယ်ပြန့်စွာထွန်ကားနိုင်သောနှစ်ဖြစ်ပါတယ် အမှုပညာလုပ်ငန်းများဖြောဖြေးရေးဆိုင်ရာလုပ်ငန်းများပုံမှုကျေပြန့်စွာထင်ပေါ်လာနိုင်တော်လဲတစ်ဖက်တွင်အသိပညာရှင်များအတတ်ပညာရှင်များတစ်ဖြည်းဖြည်းတိမ်မြုပ်ပျောက်ွယ်လာနိုင်ပါလေ။ဂျားပြပြောလို့လာက1989မှာဂျာဇာပတိဂျိုမပါဝင်လာတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အုံနောက်ညာအားနေတဲ့သူတွေစင်စားတွေးခေါ်မှုအားနေတဲ့သူတွေဟာစီးပွားတက်ရှင်ကိုအားနေစီတက်ပြီးတော့ဉာဏ်ပညာအတွေးခေါ်ရှိရှိလုပ်ရင်ခန္ဓာကိုယ်ခွန်အားကိုစူးစမ်းပြီးအသုံးချခြင်းထက် ဉာဏ်ပညာကိုအသုံးချသောသူသည်ရှေ့ကိုတာပြီးတော့ရောက်နေပါတော့အတိအကျပဲဖြစ်ပါလေခမရထို့သူဘောမှန်တွင်းထွက်ပစ္စည်းများတတ္ထုပစ္စည်းများတဘာဝဓာတ်ငွေဆိုင်ရာလုပ်ငန်းများညစွာတိုးတက်နိုင်ပြီးရေထွက်ကုန်ပစ္စည်းများယင်ဆက်ပစ္စည်းများနိုင်ငံခြားခရီးသွားဆိုင်ရာလုပ်ငန်းများ OA ချန်ပီယံနေရာထိုင်ခင်းမီယာအကြောင်းရွှေများညစွာဖြစ်ထွန်းတတ်သောနှစ်တစ်နှစ်ဖြစ်ပါれအုပ်ချုပ်မှုစနစ်များဥပဒေဆိုင်ရာထုံးဖွဲ့မှုများ အများပြုပြင်ပြောင်းလဲအများအပြားပြုပြင်ပြောင်းလဲနိုင်ပြီးအကောင့်ဘက်သို့ဥတည်သွားနိုင်ပြီးတင်းကျပ်မှုများဖြေလျော့နိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်။အင်္ဂါဂျိုနဲ့တနင်္လာဂျိုတို့ပြန်လဲပါဝင်လာခြင်းကြောင့်အစမှအခက်အခဲများစွာကြုံရနိုင်တော်ညာလဲအဆုံးတက်မှာတော့မိများပြင်ခက်ခဲစေကမူအေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့စိတ်လုံးကြုံမှုကိုပြီးခြင်းကိုဥတည်သွားနိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာ။ဤက1368ခုနှစ်အတွက် ဂျူအဖွဲ့အစည်းနဲ့ဟောဇရန်ပြီးဆရာအနေနဲ့ကြားပြပြောလို့သူကယခုဟောဇရန်ကအကောင်းမြင်ဝါဒကိုဥတည်ပြီးဟောကြားထားတာဖြစ်တဲ့အတွက်ဆရာမိတ်ဆွေတို့အနေနဲ့ဟောဇရန်ကိုဟောဇရန်မြဖြစ်ပါကြောင်းနဲ့ဤက1388ခုနှစ်အတွက်ဟောဇရန်ဖြစ်ပါကြောင်းဆရာမိတ်ဆွေတွေအားလုံးကိုအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာအဲဒီ1388ခုနှစ်မှာမိတ်ဆွေတို့အနေနဲ့အဲခုနှစ်ရက်သားခုနှစ်ရက်သားသမီးအပေါင်းတွေက မိသားအားလုံးပေါ့ခဏရသားချစ်ရသားသမီးတွေအားလုံးဘေးပြာမှန်သမျှဝေးကွာကြပါစေဒါအပြင်ဒီ1389မှာစတင်ပြီးတော့ဇာတို့လူမျိုးတီးတီးဘာသာတီးတီးတိုင်းပြည်မှာရှိတဲ့လူတွေအတီးတီးကဘာမှာရှိတဲ့လူတွေအတီးတီးအားလုံးဘေးပရာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာငယ်ရဲ့မိသားစုတွေတကွာအားလုံးကိုဆုတောင်းမြတ်တာထောပနာပြုလိုက်ပါတယ်ခင်ဗျာအဲဒုဖိတ်တန္တရာကတတ္တန္တရာကယောဂကန္တရာကဆိုတော့ကကြီးသုံးပါးကနေကင်းဝေးပြီးတဲ့အခါမှာ တဦးပေါ်တဦးအကျဉ်းနာနဲ့မြစ်တာနဲ့ထားနိုင်ပြီးတဲ့အခါဒီနှစ်ကို1368မှာစတင်ပြီးနှစ်ပေါင်းများစွာတိုင်ဗိဗီယာမန္တရဝေးကွာလို့ကောင်းကျိုးအပြားပြပြည့်စုံကြပါစေကြောင်းဆရာကမြစ်တာကိုဆုတောင်းဖော်ပြနာပြုတာလိုက်ပါတယ်ခင်ဗျာ